င်္ဂလာပါခင်ဗျာအိုင်ရမြန်မာကနေပြီးတော့ဒဇမလ၈ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းတွေကိုအကောင့်တို့တင်ပြပေးမှာဖြစ်ပါတယ်ပရမတ်ဆုံးတင်ပြပေးလူတဲ့သတင်းပုတ်ကတော့မလိုင်းမြို့နယ်ကမူလရန်ကျောင်းဆရာမတူကို PDF များကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးဒေသကြီးမလိုင်းမြို့နယ်ကမူလရန်ကျောင်းဆရာမတူကိုဒီဇင်ဘာလ၆ရက်နေ့က PDF အကြမ်းဖက်သမားတွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်မလိုင်းမြို့နယ် အမှန်နဲ့ရက်ကွက်မှာနေထိုင်တဲ့ကျင်းသာကြီးရောင်အခြေခံပညာမူလတန်းကျောင်းကမူတာတန်းပြဆရာမှာဒေါ်ခိုင်ဆန်ဝေ34နှစ်ကိုဒီဇင်ဘာလ6ရက်နေ့ညနေ4:00နာရီ10မိနစ်က PDF တွေကဖန်ဆီးခေါ်ဆောင်သွားတာလို့သိရပါတယ်။မူလာတန်းပြဆရာမှာဒေါ်ခိုင်ဆန်ဝေဟာရက်ကွက်တင်းမှာရှိတဲ့ All Right စားတော့ဆိုင်မှာမိတ်ဆွေဖြစ်သူအမှတ်၈ရက်ကွက်နေဦးကိုကိုအောင်52နှစ်နဲ့အတူရှိနေစဉ် PDF အကြံဖတ်သမား၄ဦးကဗော်တော်ရင်နဲ့ရောက်လာပြီးဖန်ဆီးသွားခဲ့တာလို့သိရပါတယ်။ ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုတ်ကတော့ EB မော်တော်ယာဉ်ဆက်ယုံကိုသိပ္ပံနဲ့ဤပညာဝန်ကြီးဌာနဒုတိယဝန်ကြီးလာရောက်လေ့လာရဆိုတဲ့သတင်းဖြစ်ပါတယ်။တရက်စစ်၃ရင်းနဲ့ဆက်ဆက်ပစ္စည်းများသူတေသနာဖွံ့ဖြိုးရေးနဲ့ဤပညာပြန်ပွားရေးလုပ်ငန်းကော်မတီနဲ့စံသစ်ကော်မတီစံသစ်တူထင်မှု Digital အတက်ပညာမြင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌသိပ္ပံနဲ့ဤပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်စေရဦးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့ဟာဉာဏ်ရည်တုနီးပညာနှိနှောဖလှယ်ဝဲကို ပြုတ်နိုင်ငံသို့တက်ရောက်နေပြီးဒီဇင်ဘာလ6ရက်နေ့ရှိုးကျိုးမြို့နယ်ဝူလင်းကုမ္ပဏီ EV မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံကိုသွားရောက်လေ့လာကြောင်းသိရပါတယ်။ထို့သို့လေ့လာရမှာစက်ရုံတွင်စမ်းသစ်တည်တင်ထားတဲ့ဉာဏ်ရည်သူဤပညာသုံးကျုပ်ပုံစံလမ်းကြောင်းမှာရွှေ့လျားနေတဲ့ EV မော်တော်ယာဉ်များထုတ်လုပ်နေမှုကိုလေ့လာကြည့်ရှုကြပါတယ်။ဆိုပါစက်ရုံမှာတာဝန်ရှိသူက EV မော်တော်ယာဉ်များကို7မိနစ်တစ်စီးနှုန်းဖြင့်အလိုလျောက်ထုတ်လုပ်နေပုံကိုရှင်းလင်းပြသထားကြောင်း ဒုတိယဝန်ကြီးကပူပေါင်းဆောင်ရွက်မှုများလှုပ်ဆောင်ရန်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုတ်ကတော့ဗော်လမြိုင်စစ်ရုပ်အုပ်ကြီးရုံး၌မျက်စိခွဲစိတ်ကူးသမိသူများဆင်းပေးသွင်းနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တဲဗျူဆရာတော်ကြီးကိုအမှုထားပြီးအလူရှင်များကစူပေါင်းလှူဒန်းခြင်းဖြစ်ကာခွဲစိတ်ကူးသမှုခံယူလိုသူများအနေဖြင့်ဗော်လမြိုင်စစ်ရုပ်အုပ်ကြီးရုံးမှလာရောက်ဆင်းပေးသွင်းနိုင်ကြောင်းသိရပါတယ်။ထို့ပြင်မိမိတို့နေထိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုရုံးဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးဖွဲ့ယုံတို့မှလည်းစင်းပေးသွင်းနိုင်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပင်လောင်းမှာဘိန်းဆိုင်ခင်း40ဤကာဖျက်ဆီးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နနက်9:00နာရီခွဲမှညနေ4:00နာရီ10မိနစ်အထိပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များဌာနဆိုင်ရာဝန်ထမ်းများပါဝင်သောပူးပေါင်းဖွဲ့ရာပင်လောင်းမြို့နယ်စင်းအောင်ကျေးရွာအုပ်စုတင်းထက်ကျေးရွာအနောက်မြောက်ဘက် သုံးမိုင်ခန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်နှစ်ပေခွဲရှိဘိန်းဆိုင်ခင်း ဧက40အားဖြည့်ဆည်းခဲ့တယ်လို့သိရပါတယ်။အလားတူ၎င်းတွေ9နာရီမိနစ်20မှညနေ3နာရီခွဲထိစီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနဲ့ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သောပူးပေါင်းဖွဲ့ကစီဆိုင်မြို့နယ်နားခိုက်ကျေးရွာဦးစုနားခိုက်ကျေးရွာရဲ့အနောက်တောင်ဘက်တမိုင်ခွဲကန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်3မိရှိဘိန်းစိုက်ခဲငါးဤကောက်ကိုလည်းဖြည့်ဆည်းခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ပြည်တွင်းဈေးကွက်မှာကလေးဘဲများပြန်ဈေးတက်လာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံပြည်တွင်း၌ကလေးဘဲကယခုတစ်ပတ်မှာဈေးတက်လာတာကိုတွေ့ရပါတယ်။ကလေးဘဲကပြည်တွင်းစားသုံးမှုများတဲ့ပဲဖြစ်တာကြောင့်ပြည်တွင်းဝယ်လိုအားတွေကောင်းမာကဈေးနှုန်းမြင့်တက်လीရှိပါတယ်။ကလေးဘဲကိုတော့ပဲခွဲဆက်ပဲကျော်လုပ်ငန်းအပါအဝင်စားသောက်လုပ်ငန်းတွေကအဓိကဝယ်ယူတာဖြစ်ပါတယ်။မန္တလေးကုန်စည်တိုင်းမှာကလေးဘဲ B2 တဲ့အိတ်ကို2300ကျပ်မှ2400ကျပ်ထိရှိပြီး အရင်ဘက်ကထက်တောင်းခွဲဈေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာလာမယ့်ဒီဇင်ဘာလ15ရက်ကျော်ပါကပူချိန်ရုတ်တရက်ကြာဆင်းကအေးပူလာမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ထပ်ပိုင်းအချို့ဒေသနဲ့နေပြည်တော်ရှမ်းပြည်နယ်တခွင်မှာလာမယ့်ဒီဇင်ဘာလ15ရက်မှ20ရက်တွင်ပူချိန်ရုတ်တရက်ကြာဆင်းခြင်းအေးပူခြင်းမိုးနှင်းငယ်ရွာခြင်း ညဘက်စီးနင်းမှုများတဖွဲ့ဖွဲ့ကျခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းဘိုးလီဝတ်သားမြန်မာရန်ကုန်ဌာနခွဲမှသိရပါတယ်။ဒါမဲ့ဒီဇင်ဘာလ15ရက်ကျော်ပါကဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလီဗီယာနဲ့ရဝင်တခုဖြစ်ပေါ်လာနိုင်ပြီးမြန်မာနိုင်ငံအတွက်အပူချိန်ကိုလျော့နေစေမှာဖြစ်ကြောင်းအဆိုပါလီဗီယာနဲ့ရဝင်ဖြစ်ပေါ်စဉ်ကာလအတွင်းပင်လေတဲ့ကလင်းတွင်နဲ့ကုန်းတွင်ပိုင်းကလေးတို့ထိတွေ့ရမှကိုဖရောင်လေးမျက်နှာစာတစ်ခုဖြစ်ပေါ်မှုကြောင့်အထက်ပါဖော်ပြပါဒေတာချုပ်ကိုပုံမှုအစ်ဆက်လာနိုင်တာဖြစ်ကြောင်းဒေါက်တာဆိုင်းခွန်အက စီမံညွှန်ကြားမှုဗိုလ်လီဝတ်တမြန်မာကဒီနေ့ဒီဇင်ဘာလ10ရက်လူမှုကွန်ရက်မှာဤသားဖော်ပြထားပါတယ်။နာမည်၄၈နှစ်အတွင်းခံပန်းကြရချင်းပြည်နယ်မှာဒီဇင်ဘာလရဲ့ပြင်းမြအပူချိန်အောက်3ဒီဂရီဆက်ဆီယမ၄ဒီဂရီဆက်ဆီယမ်စကိုင်းတိုင်းထပ်ပိုင်းကချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာဒီဇင်ဘာလရဲ့ပြင်းမြအပူချိန်အောက်1ဒီဂရီဆက်ဆီယမ်မှာ3ဒီဂရီဆက်ဆီယမ်ထိကျဆင်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ ရာဘူးများလိုက်နိုင်ရင်တမတ်ချက်အစ်စ်များကိုရွှေဒဂုံစေဒီတော်ဂောပကမှာအတိပေးထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရွှေဒဂုံစေဒီတော်ဂောပကမှာတာမြင့်ချက်များမှာဘူလာတမတ်ထားတဲ့ဘောင်းမီတိုစကတ်တို့အသားကက်ဘောင်းမီခါပေါ်အင်ဂျီလေဟိုင်များဘောင်းမီအပေါက်ပြဲခြေအိတ်တို့ဖြင့်မတက်ရန်တစ်တော့ဆော့စကားချင်းမပြုရန်စတဲ့တမတ်ချက်များအပြင် UAV drone တည်ဆောင်လာခြင်းမပြုရန်ပါဝါဘန့်တခဲယူဆောင်လာခြင်းမပြုရန် ဒါကကြေးလက်နက်ခရင်ယူဆောင်လာခြင်းမပြုရန်စတဲ့တားမြစ်ချက်များကို၎င်းအရက်ပီယာနဲ့မွေစေဝါတောက်စား၍လာရောက်ခြင်းမပြုရန်ယူဆောင်လာခြင်းမပြုရန်ဈေးမရောက်ရန်တောင်းရန်ခြင်းမပြုရန်ကျေလောင်စွာစကားပြောဆိုခြင်းပြေးလားစွာစကားခြင်းမပြုရန်ကွန်မဆာရန်ဆက်လိမ်မတော့ရန်ကွန်ဒရီမထွေရန်စီကမ်းမဲ့အမိုက်မပြည့်ရန်စသဖြင့်တားမြစ်ထားလျက်ရှိပါသည်ထို့အပြင်ဖဏများကိုအိတ်ဖြင့်ထည့်၍တည်ဆောင်ထားရန်ညွှန်ကြားထားပြီး ဖျားဆောင်နှက်နဲ့ယင်ပြေတော်ဖို့တရားမဲ့သူများအနေဖြင့်အဆိုပါတားမြစ်ထားသောတတ်မှတ်ချက်များကိုတည်သားစေရန်ဗနိုင်းဆိုင်ပုံများ ထောင်၏အတိပေးထားခြင်းလည်းဖြစ်ပါれ။ပြပမှာကဘာလဲခီးတယ်များလာရောက်မှုပေါ်ကောက်ခံတဲ့အဲ့ဝင်ခြင်းကိုလည်းမူလကောက်ခံသောနှုန်းထက်နှစ်ဆတိုးမြင့်ပြီး2023ခုနှစ်အော်တိုဘာလ1ရက်မှစတင်ပြောင်းလဲတတ်မှတ်ခဲ့ကြောင်းသိရပါれ။ခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီးရဲစီးပွားရေးလူမွေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကို ရွေးချယ်ကောက်နှုတ်ပြီးတော့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြအကျမ်းမှရှင်လန်းကြပါသည်ခင်ဗျာ